a c o c k p k မင်္ဂလာပါတာတာမိမိတို့ရေတာတာမိမိတို့ကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့ဒေါင်းငှက်အကြောင်းပဲဖြစ်ပါတယ်။ဒေါင်းဆိုတာအလှပဆုံးငှက်တစ်ကောင်ဖြစ်ပါတယ်။ဒေါင်းအထီးမှာအပြာရောင် အစင်းရောင်ရွှေရောင်တို့လိုလှပတဲ့အရောင်သွေးစုံနဲ့အမီးအတောင်တွေရှိပါတယ်တဲ့။သူတို့အမီးကိုဖြန့်လိုက်ရင်ဗကြီးကားတစ်ချက်လိုပဲအလှပဆုံးမြင်တွေ့နိုင်ပါတယ်တဲ့။ဒေါင်းအထီးတွေကဒေါင်းမကိုတွေ့လို့ရှိရင် သူတို့ဆွဲဆောင်မှုအတွက်အမိအတောင်ကိုပြန်ကားအောင်ဖြန့်ပြီးကပြတတ်ပါတယ်တဲ့ဒူးစန်းနဲ့တော့ဒေါင်းကအမိဖြန့်ပြီးကတတ်တဲ့ညက်အမျိုးအစားဖြစ်ပါတယ်ဒေါင်းတွေကိုအိန္ဒိယတိရိလင်္ကာနဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာအများဆုံးတွေ့ရပါတယ်တဲ့ဒေါင်းတွေရဲ့အတန်ဟာကျေလောင်တဲ့အော်တန်ဖြစ်ပြီးတောထဲမှာဆိုပိုးခဝေးဝေးရနေအောင်မှကြားရတတ်ပါတယ်တဲ့ဒေါင်းတွေဟာသဘာဝရဲ့အံ့ဖွယ်လှပမှုကိုကိုးစားပြုတဲ့အလှဆုံးငှက်တမျိုးဖြစ်ပါတယ်တဲ့ ကဲအခုတောင်းနေအကြောင်းသိပြီဆိုတော့မိကုံးလေးဖြည့်ချရအောင်နော်အမေဖြန့်မီကပြတတ်တာကဒေါင်းအထီးလားဒေါင်းမလားဟုတ်ပါတယ်အမေဖြန့်မီကပြတတ်တာကတော့ဒေါင်းအထီးလေးပဲဖြစ်ပါတယ်ကဲအခုတောင်းနေအကြောင်းသိပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းလည်းထပ်ပြီးလေ့လာရအောင်နော်